ိုးလာပြီဆိုလို့ရှိရင်မြတ်တော်ကျင့်ကိုကျင့်ကိုမလွယ်ဘူးအခုလွယ်နေတဲ့အချိန်မှာတောင်ခက်နေတယ်ဆိုရင်မလွယ်တဲ့အချိန်မှာဘလို့နေမလဲဆိုတဲ့အတွင်းမျိုးတွေးရမယ်ခန္ဓာကိုယ်ကအလုံးလန်လန်ဆန်းဆန်းကောင်းကောင်းမွန်မွန်တသက်လက်လက်ရှိတဲ့အခါမျိုးမှာတော့မှဦးကြီးတို့ဒီအလုံးဟာလောက်ရတာခက်ခက်တဲ့သဘောရှိတယ်ခက်တယ်ဆိုတာကိုယ်စိတ်ကခက်တာပေါ့နော်မကျွမ်းကျင်မှုကခက်ခဲစေတာ အဲ့ဒါလို့ဆိုလို့ရှိရင်အိုလာတဲ့အချိန်မှာမလွယ်ဘူးလို့ဟောတဲ့အချိန်မှာပို့ပြီးတော့မခက်ပင်ဘူးလားခက်နော်မဖြစ်ဘူးလို့ဟောတာတော့မဟုတ်ဘူးလူအိုတွေစိတ်တက်ကြအောင်ပြောတာလည်းမဟုတ်ဘူးဒါပေမဲ့နော်လူပြိုတဲ့လူတွေနဲ့စာရင်အိုမင်းတဲ့လူတွေတော့ဒီလိုဟာပို့ပြီးတော့ခက်ခဲတယ်ဒါတော့အမှန်ပဲအဲ့ဒီတစ်ချက်ကိုစဉ်းစားတာတဲ့နောက်တစ်ချက်ကိုပို့ပြီးတော့အလေးထားပြီးတော့စဉ်းစားသိချင်တယ်အဲ့ဒါပါတော့အိုလာတဲ့အချိန်မှာအကယ်၍သာသူတော်ကောင်းတရားကိုငါသိမယ်ဆိုရင်ငါဟာချမ်းချမ်းသာသာနေနိုင်လိမ့်မယ်တဲ့ဒီစကားကိုပြောင်းပြန်လှန်စေတယ် အဲ့ဒါကြောင်းမဲ့စေကြောင်းမဲ့ဖွယ်ရအဖြေတခုထွက်လာအဲ့ဒါပါတော့အကယ်၍သာသူတော်ကောင်းတရားကိုမတိဘူးဆိုရင်အိုလာတဲ့ချိန်မှာငါဆင်းရဲရလိမ့်မယ်ဆိုတဲ့အချက်ပဲဒါအမှန်ပဲဒီဥစ္စာဟုတ်လားမအိုပဲလဲနေမှာဘူးနော်စောစီစီတည်သွားမှာပဲမအိုမှာလေဟုတ်တယ်မဟုတ်လားအသက်ရှိအောင်မရှင်တော့ဘာဖြစ်မှာလဲအိုရမှာပဲအိုလာပြီဆိုရင်အကယ်၍သာသူတော်ကောင်းတရားကိုသိအောင်ဦးဇင်းတို့လုံးမထားဘူးဆိုလို့ရှိရင်ဘယ်လိုနေမှာတော့ဆင်းရဲမှာပဲ တွေ့ကြုံနေရတဲ့အတွေ့အကြုံမျိုးစုံကဆင်းရဲဖို့ကြီးပဲဟုတ်လားခန္ဓာကိုယ်ကလည်းအဆင်မပြေဘူးပတ်ဝန်းကျင်ကလည်းလူတစ်ယောက်ရဲ့ပုံမှန်ဆက်ဆံတာတိတ်အဆင်ပြေတဲ့အကြောင်းမရှိဘူးဟုတ်လားအစစအရာရာပေါ့လေအကြိမ်ရတာသူတော်ကောင်းတရားကိုမအိုခင်ကတိအောင်လုပ်ထားမယ်ဆိုအိုတဲ့ချိန်မှာအေးအေးသေးပဲဒါကဥစဉ်တို့အနာဂတ်နဲ့ပတ်သက်ပြီးတော့ထက်မတွက်လို့ရကိုမရအောင်ဒါကြောင့်အခုသူတော်ကောင်းတရားကိုကျင့်ပြီးတော့သတိလေးနဲ့နေခြင်းဟာ ခုစိတ်နှလုံးအေးချမ်းအောင်ချမ်းသာအောင်နေရာရောက်တယ်လို့အနာဂတ်အတွက်လည်းပဲအဆင်ပြေအောင်ကြိုတင်ပြီးတော့စီစဉ်ရလဲရောက်တယ်လို့နားလည်သိချင်တာဟုတ်လားနောက်တစ်ချက်နာခြင်းတရားနဲ့ပတ်သက်ပြီးတော့နာလာတဲ့ချိန်မှာသူတော်ကောင်းတရားကိုရှင်းသုံးဖို့မလွယ်ဘူးတဲ့ဒီတစ်ချက်စဉ်းစားအကယ်၍သူတော်ကောင်းတရားကိုသာသိမယ်ဆိုလို့ရှိရင်နာလာတဲ့ချိန်မှာငါဟာချမ်းချမ်းသာသာနေနိုင်လိမ့်မယ်တဲ့ဟောအဲ့ဒီတစ်ချက်လည်းစဉ်းစားဒါပိုးပြီးတော့ထင်ရှားသွားတယ်ဥချင်းတရားကြတော့လူတွေက အိုလာအိုချင်းကြလို့အိုလာပဲစိတ်ကတိတ်ပြီးတော့အဲ့ဒီတဲကိုနော်တိတ်ပြီးတော့လှကျင်တဲ့စိတ်မရှိဘူးဆိုရင် तू ကစေတနာနေသေးရလို့ဆိုကျင်နေတယ်ဟုတ်လားနားလာပြီဆိုရင်တော့ तू ကဘယ်လိုလဲအဲ့ဒီအိုလာတဲ့အစာပေါင်းများစွာပြင်းထန်တဲ့ဒုက္ခကိုဖြစ်စေလိမ့်မယ်နော်အဲ့ဒီဥစ္စာဟုတ်လားမနာသေးလို့နာခြင်းရဲ့ပူလောင်ခါသီးမှုကိုဦးဇင်းတို့ကမသိကြသေးတာ哦ဒါကြောင့်တစ်ခါတစ်ခါစေုံစေကံရောက်ပြီးတော့အော်ရဟေးရညီးရညူရတဲ့အနေထားလေးကလည်းလိုအပ်တယ်လို့ထင်တာပါ ဘာလို့ဆိုဦးဇင်းတို့တွေကအရေးထူတယ်လေတုံတုံပြတာတော့နဲ့တုံတုံရ